ဆိုမြတ်သူစာနဲ့တွဲခဲ့ပြီလို့နာမည်ပြက်ခရရဲ့အကြောင်းကိုပြောလာတဲ့ပိုင်ဆိုဆန်နိုင်ငံကျော်ထိတ်တန့်မမီဆိုမြတ်သူစာနဲ့တွဲပြီလို့ဂုံတိတ်ခါကြာဆင်းနေရတဲ့အကြောင်းကိုပြောလာတာကတော့ဆယ်လီပိုင်ဆိုဆန်ပါပိုင်ဆိုဆန်ကတော့မိမဘဝနဲ့ယောက်ျားဘဝကိုခွဲစိတ်ပြုပြင်ထားတဲ့ transgender ယောက်ျားတို့ပါပိုင်ဆိုဆန်ဟာဒီလိုယောက်ျားဘဝကိုအမျိုးသမီးဘဝကနေကူပြောင်းပေးမှာတော့အမိုက်စာပုံစံလေးကြောင့်မိန်းကလေးပရိသတ်တွေကြားထဲမှာရေးပန်းစားနေရပါဒီလိုဖေဖုံဆယ်လီပိုင်ဆိုးဆန်ရဲ့နိုင်ငံချောထိတ်တန့်ရွှေရှင်မြမီဆုံးမြတ်သူစားတို့ဟာ LGBTQ ဇုံရဲလေးတွေဖြစ်နေတွဲခင်းကြတာပါ ကမ္ဘာမှာတော့ပိုင်ဆိုးဆန်နေဆုံးမဲ့သူစားတို့ဟာသူတို့ချိကြိုက်နေတာကိုအတီးပြုံညင်းဆန်ခဲ့ကြပါရင်ဒါပေမဲ့ခုခါမှာတော့ပိုင်ဆိုးဆန်ကသူတို့ဆုံးမဲ့သူစားချိကြိုက်ခဲ့တာကိုဝန်ခံလိုက်ပါရင်ဒါကလည်းလူတွေကသူ့ကိုဆုံးမဲ့သူစားစီကချူစားခဲ့တယ်နာမည်ကြီးဖို့အသုံးချရဲဆိုပြီးတော့ပြောသွားတာပါဒါပေမဲ့လည်းခုခါမှာတော့ပိုင်ဆိုးဆန်ကသူတို့ဆုံးမဲ့သူစားတို့ချိန်ခဲ့တာကမှန်ကန်ကြောင်းဒါပေမဲ့လည်းသူဟာဆုံးမဲ့သူစားကိုအသုံးချကချူစားတာနာမည်ကြီးအောင်အသုံးချခဲ့တာမျိုးရှိပါဘူးလို့ပြန်တောင်းဆိုပြောလာတာပါသူ့အနေနဲ့ဆုံးမဲ့သူစားနဲ့တိတ်တိတ်လေးချိခဲ့ပါကြောင်းဒါပေမဲ့လည်းအသုံးချခဲ့ပါဘူးလို့ဆိုပါရင်